မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကကြီးမှုကျင်းပတဲ့ပေါ့ပေါ်နှလုံးသားထဲမှာစကားသံများတရုတ်မြန်မာနှစ်နိုင်ငံကန်တမန်ဆက်ဆံရေးထူထောင်ခြင်း85နှစ်မြောက်အထိမ်းအမှတ်ဇလန်းပုံပြင်စုစည်းမှုစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို2025ခုနှစ်ဇွန်လ18ရက်မနက်ပိုင်းကရန်ကုန်မြို့ရှိဝန်နန်ဂရမ်ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။အခမ်းအနားကိုတရုတ်သံရုံးကတာဝန်ရှိသူတွေနဲ့ချစ်ချည်ရေးဇလန်းပုံပြင်တွေကိုရေးသားပေးပို့ကြတဲ့ရေးသားပြုစုသူတွေ ဖိတ်ကြားထားတဲ့ဧည့်သည်တော်ကြီးတွေကတရားခေကြပါဗျ။အရင်နောက်ဇလန်းပုံမြင်တွေကိုရေးသားပြုစုပေးခဲ့တဲ့သူတွေထဲကနေရွေးချယ်ခံရတဲ့သူတွေကို ပထမဆုဒုတိယဆုတတိယဆုနဲ့ထူးချွန်ဆုတွေကိုအတီးတီးပေးရချီးမြှင့်ပေးခဲ့ကြပါတယ်။အခုမိတ်ဆက်တဲ့စာအုပ်မှာတရုတ်မြန်မာနှစ်နိုင်ငံရှိအဖွဲ့အစည်းအတီးတီးက ချစ်ချင်ရင်းနှီးမှုဇလန်းတွေကိုစူးစီးကစာဖတ်ပရိသတ်တွေအတွက်တရုတ်မြန်မာနှစ်ဘာသာနဲ့ရေးသားဖော်ပြထားပါတယ်နှစ်နိုင်ငံပြည်သူတွေရေးဖွဲ့တည်ကုန်းထားတဲ့ဇလန်းပုံမြင်နဲ့ကြပြတွေကနေတဆင့်နရှိုင်းနဲ့ချစ်ချင်ရင်းနှီးမှုတွေအကြောင်းအရာတွေနဲ့ပုံမကောင်းမွန်တဲ့အနာဂတ်စီကိုအတူတူရှောင်လန်းကြဖို့မျှော်လင့်မှုတွေကိုစိတ်ဝင်စားဖွယ်ဖတ်ရှုခန်းစားရမှာဖြစ်ပါတယ်ရှင်